င်္ဂလာပါရှင်။မက်ရှလာ16ရဲ့ဗိုလ်တော်ဦးနေရွှေရံခွဲရဲ့ရန်ကုန်တခွေသတင်းစုံလေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဥစားတင်ဆက်မဲ့သတင်းကတော့ AI နဲ့ခေတ်သစ်ကဘာစာအုပ်စာဖဝိုင်းပြုလုပ်တဲ့သတင်း။ရန်ကုန်တိုင်းဒေသကြီးတန်လင်းခရိုင်သုံးကွာမြို့နယ်တွင်ဘုတ်ကလပ်ဖွဲ့နှင့်ရှုကလပ်ဖွဲ့တို့ပူးပေါင်းပြီးပြန်ကြိုင်းနှိပြည်သူဆက်ဆံရေးဦးစီးဌာနကစီစဉ်ထုတ်ဝေတဲ့ AI နဲ့ခေတ်သစ်ကဘာစာအုပ်အားလူမှုအခြေပြုဗဟုဌာန Community Center ခန့်မှတွင် Matchla Session ရဲ့နေ့9ရက်ကပြုလုပ်ကြောင်းသိရပါသည် ပထမဦးစွာပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှဦးစီးအရာရှိဒေါ်တင်တင်ထွေကစာပဝိုင်းပြုလုပ်ရခြင်းရဲ့အရေးချက်အားပြောကြားပြီးဘုတ်ကလပ်ဖွဲ့ဝင်ဒေါ်ဆန်ဆန်းမော်က AI နဲ့ခေတ်သစ်ကဘာစာဥပအကြောင်းအရာများတဲမှာ AI အသုံးပြုနေပေကောင်းဆင်ဖြစ်၎င်းရှုကလပ်ဖွဲ့ဝင်မက်ဆွန်တင်စာအောင်က AI နှင့်ပညာရေးကဏ္ဍကောင်းဆင်ဖြစ်၎င်းရှုကလအဖွဲ့ဝင်မခင်ရှင်တန်က AI နဲ့ဆက်ယုံဤပညာကဏ္ဍကောင်းစဉ်ဖြင့်၎င်းဝိုင်းဖွဲ့ဆွေးနွေးကြကြောင်းသိရှိရပါတယ်ရှင်ဒီသတင်းကိုတော့စီတူလင်းကပြပူလာတာပါ ဆလတ်တင်ဆက်မဲ့တဲ့ငါတော့ကော့မှုရင်းရွှေရှားစာကြည့်တဲ့ရှင်ဖြင့်ရက်ွက်ကြွားများအယောင်လိုက်လံငါရန်ပေးတဲ့တဲ့ရန်ကုန်တိုင်းဒေသကြီးဒုတိယခရိုင်ကော့မှုမျိုးနဲ့ပြန်ဆိုင်နေပြည်သူဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများဟာရွှေရှားစာကြည့်ရင်ဖြင့်စာဖတ်သူများလက်ဝဲအယောင်ဖတ်ရှုနိုင်ရေးအတွက်စာအုပ်များလိုက်လံငါရန်ပေးခြင်းကိုမက်လာဆရှိရန်တနကမကြီးကန်ကြီးဝါဆလုတ်ကြီးကြီးဝါလက်ခိုက်ကြီးဝါများအယောက်စာအုပ်များလိုက်လံငှားရန်ပေးတယ်လို့သိရပါဗျ အဆိုပါရေရှားစာကြေးရရှင်ဖြင့်တူတိုက်ရသားစာအုပ်1500ကျော်ပါရှိပြီးစာအုပ်အသင်းများကိုလည်းဆက်ဆက်မပြတ်လဲလှယ်ပေးလျက်ရှိပြီးငိုင်းရန်ပေးစာအုပ်များကိုရတရပတ်တပတ်ပြေးလျင်ပြန်လည်အနံကစာအုပ်အသင်းများထပ်မံငိုင်းရန်ပေးတယ်လို့သိရပါတယ်။ဒီသတင်းကိုတော့ကျောသူရကပေးပို့ထားပေးဖြစ်ပါရဲ့ရှင်။နောက်ထပ်တဲ့စမယ်သတင်းကတော့တကုံမျိုးတဲ့တောင်ပိုင်းမျိုးနယ်လူမှုအခြေပြုဘဟုဌာန Community Center ခမာရင်အခြေခံစာကြည့်ရိုက်ပညာသင်တန်းဖွင့်လှစ်တဲ့တဲ့ ပြန်ကြားရေးနှိပ်ပြည်သူဆက်ဆံရေးဦးစီးဌာနနဲ့အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီးရန်ကုန်တိုင်းဒေသကြီးတကုံမြို့တစ်တောင်ပိုင်းမြို့နယ်လူထုခြေပြုဘဝဌာန Community Center ခန်းမာတွင်မတ်လ18ရက်နေ့နဲ့စနေနေ့ကအခြေခံစာကြည့်တဲ့ပညာသင်တန်းဖွင့်လျာပြန်ကြားရေးနှိပ်ပြည်သူဆက်ဆံရေးဦးစီးဌာနမြို့နယ်ဦးစီးအရာရှိဒေါ်တန်တန်အေးကစာကြည့်တဲ့ပညာသင်တန်းဖွင့်လျာခြင်းရွေးချက်များကိုပြောကြားပါရစေ။ တင်နန်းကိုမတ်လ16ရက်နေ့မှမတ်လ22ရက်နေ့ထိ9ရက်ကြာမှဖြစ်ပြီးအခြေခံပညာကျောင်းများမှဆရာဆရာမ25ဦးတယောက်ကြာကြောင်းနဲ့ဒေါ်ဖို့မျိုးနဲ့ဦးစီအရာရှိဒေါ်ချစ်စုဝေကစာတွေ့လက်တွေ့တင် जा ဖို့ခြားကြောင်းလည်းသိရှိရပါရှင်။ဒီသတင်းကိုတော့နေမျိုးအောင်ကပြပို့လာတာပါ။ရွှေငုံရဲ့ရန်ကုန်တခွင်သတင်းစောင်းလေးကိုတင်ဆက်ပေးကြပါပြပါရယ်ကြည့်ရှုအားပေးကြပါရယ်ပြည်သူများအားလုံးကိုကျေးဇူးထူးတင်ရှိပါရယ်ရှင်